မြန်မာစာပေစာပေပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာစာပေပရိသတ်ကြီးဟာပတ်ဝန်းကျင်ရဲ့ဝေဖန်တိုက်ခိုက်မှုတွေကိုဂရုစိုက်တဲ့သူတယောက်လားပြီးတော့ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေကြောင့်မိမိလုပ်နေတဲ့အလုပ်အပေါ်တွေ့ဝေသွားတတ်တဲ့သူတယောက်လားဒါဆိုရင်တော့ဒီပုံမြင်လေးကိုအဆုံးထိနားထောင်ကြည့်လိုက်ပါတခါတုန်းကရွာလေးတွေ့အောင်မှာရှိတဲ့တာဖာနေအောင်ဟာသူတို့နေတဲ့နေရာထက်ဝေးလံခေါင်ပြားတဲ့နေရာတစ်ခုကိုမြီးတစ်ကောင်နဲ့အတူတူခီးထွက်ဖို့အတွက် ပြင်ဆင်နေကြတယ်သူတို့သွားတဲ့နေရာကရန်ဝေးလံခေါင်ကြားတဲ့အပြင်လန်ခီးကလည်းကြာရှည်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဖခင်ဖြစ်သူကသူ့ရဲ့သားကိုမြီးပေါ်ကနေလိုက်ခိုင်းလိုက်တယ်ဒီလိုနဲ့ပဲသူတို့သားဖားနေအောင်သူတို့သွားလို့ရခီးကိုစတင်လာခဲ့တယ်ဒီလိုစတင်ပြီးမကြခင်ချိန်တွဲမှာပဲသူတို့ဟာရွာတရွာကိုရောက်ရှိလာတယ်ရွာတွေကသူတွေဟာခီးသွားသားဖားနေအောင်ကိုဝိုင်းပြီးတော့မှကြည့်နေကြတာပေါ့ပြီးတော့လည်းရွာသူရွာသားတွေဟာတုံးနဲ့တူတီတို့ပြောဆုံနေကြတယ်ဒီလိုနဲ့ပဲရွာသားတယောက်က မီးဘွားကလေးကိုအပြစ်တင်စကားလှမ်းဆိုလိုက်တယ်မီးဘွားနေလိုက်ပါလာတဲ့ကလေးကရိုင်းဆိုင်လိုက်တာကိုမီးဘွားကိုယိုသိမ်းမှုမရှိဘူးဒီလိုခီးသွားနေတဲ့နေရာမှာကိုကတော့မြင်းဘွားနဲ့အခန့်သားနဲ့သူ့ဖေကတော့ဘေးနားနေလိုက်လာရတယ်ဆိုပြီးအော်ပြောတာပေါ့ဒီစကားကိုကြားလိုက်ရတဲ့ကလေးကရန်ကိုစိတ်မကောင်းဖြစ်သွားတယ်။အော် तू ဟာ तू အဖေပေါ့ရန်ကိုအယိုသိကင်းမဲ့သွားပြီလားသူ့ဖေအရန်မဲ့ညောင်းနေပြီလားဆိုပြီးလဲထင်သွားခဲ့တယ်။ဒါကြောင့်မဲ तू ဟာမီးဘွားနဲ့ချက်ချင်းစင်းပြီးသူ့ဖေကိုမီးဘွားနဲ့လိုက်စေလိုက်တယ်။ သူကတော့ဘေးနားနေလမ်းလျှောက်လိုက်တယ်ပေါ့ဒီလိုနဲ့ပဲအဲရွာကိုကြော်သွားပြီးတော့မှသူတို့တွေထပ်ပြီးတော့မှခီးဆက်လာကြတယ်နောက်တော့နောက်ထပ်ရွာလေးတရာကိုထပ်ရောက်လာပြန်ရောအဲရွာမှာလည်းအဲ့လိုပဲရွာသားတွေကသူတို့သားဖားနေရာကိုထပ်ပြီးတော့မှထွက်ကြည့်ကြတယ်အော်ဒီခီးသွားသားဖားနေရာပေါ့ဒါပေမဲ့ထူးဆန်းတာကကြတော့သူ့အဖေအဖေဖြစ်သူကကြတော့ညီးဘွားနေလိုက်လာတယ်ကလေးဖြစ်သူကကြတော့ဘေးနားနေပြီးတော့မှလမ်းလျှောက်ပြီးလိုက်လာတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ရွာသူရွာသားတွေကသောသောရွာလူတွေတိုင်းပဲ တိုး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 နဲ့စကားတွေပြောနေကြတယ်။အလားတူပဲရွာသားတယောက်ကနေပြီးတော့မှ လမ်းပြီးတာဖာနှစ်ယောက်ကိုထပ်ပြီးအော်ပြန်ရောအဖေဖြစ်သူကကိုသားသမီးပေါ်မှာညာတာမှုမရှိဘူး။ကိုကတော့မြင်းပေါ်ကနေပြီးတော့မှအခန့်သားနဲ့လိုက်လာတယ်။ကလေးဖြစ်သူကတော့ဘေးနားကနေပြီးတော့မှလမ်းလျှောက်ပြီးတော့မှလိုက်လာတယ်။သူတို့ဘယ်လောက်ထိခီးရသွားရအောင်မယ်မသိဘူး။စသဖြင့်ပေါ့ဒီလိုမျိုးအပြစ်တင်ဝေဖန်တာပေါ့။ဒါနဲ့ပဲအဖေဖြစ်သူကဒီစကားကိုကြားလိုက်ရတော့ထပ်ပြီးတွေ့ဝေသွားပြန်တယ်။အော်သူလုံးခဲ့တာမှားနေပြီလားပေါ့နော်။ ပြီးခဲ့တဲ့ရွာကကြတော့သူ့ကိုပြောတဲ့စကားကတမျိုးဒါကြောင့်မို့သူတို့အနေနဲ့ဒီလိုမျိုးပြန်ပြင်လိုက်တယ်အဲ့ဒီချိန်မှာပဲအဲဒီရွာရောက်တဲ့ခါကျတော့သူတို့ထပ်ပြီးအပြည့်တင်စကားထပ်ဆိုပြန်တယ်အဲ့တွဲကြောင့်မို့ okay ဒါဆိုလို့ရှိရင်တော့ငါတို့တွေထပ်ပြီးတော့မှပြန်ပြောင်းမယ်ဆိုမှနောက်တစ်မျိုးပြောင်းကြတယ်အဲ့တော့အတော့ဒါဖြစ်သူကလည်းမီးပေါ်နေမလိုက်တော့အဖေဖြစ်သူကလည်းမီးပေါ်နေမလိုက်တော့ okay ငါတို့အထုတ်တွေအဖိုးတွေကိုမီးနဲ့ပဲတင်ပေးလိုက်ပြီးတော့မှငါတို့ကတော့ဘေးရတယ်လမ်းလျှောက်လိုက်မယ်ဆိုပြီးဖြစ်သွားရောဖြစ်သွားတဲ့အချိန်မှာတို့လမ်းခီးကိုဆက်ပြီးခီးဆက်တယ် နောက်ထပ်ရွာတရောင်ရောက်တဲ့အချိန်မှာဒီလိုဖြစ်မျိုးနဲ့ထက်ကြုံပြန်တယ်လာတူပဲရွာသားတွေကထွက်ကြည့်တယ်ရွာသားတွေကတိုးတိုးနဲ့စကားတွေပြောတယ်အဲဝေဖန်တယ်အဲ့တည်းမှာရွာသားတယောက်ကနေပြီးတော့မှအမြင်မတော်တာနဲ့လမ်းអော်တယ်ဩဒီသားဖားနှစ်ယောက်ကလည်းဘလို့လဲကြီးပါလာပြီးတော့မှမလိုက်လာဘူးကြီးဆိုတာအသုံးပြုဖို့တည်းထားထားတာအဲ့တော့ဘာဖြစ်လို့ဒီလိုကြီးတုံးရတာလဲဒီလိုမျိုးပေါ့ဒီလိုနဲ့ပဲသားဖားနှစ်ယောက်ကထပ်ပြီးတော့မှ အာဟုတ်ပြီအဲဆိုလို့ရှိရင်လည်းငါတို့ဒီမြီးပေါ်ကနေပြီးတော့မှငါတို့တက်လိုက်ကြမယ်ငါတို့တာဖာနှစ်ယောက်စလုံးအထုပ်တွေလည်းတင်းတာဖာနှစ်ယောက်စလုံးလည်းလိုက်ဒါမျိုးနဲ့ပဲထပ်ပြီးတော့မှနောက်ထပ်တရွာကိုထပ်ပြီးခီးဆက်ပြန်ရောခီးဆက်ပြန်တဲ့အခါကျတော့အဲ့ဒီမှာနောက်ထပ်တရွာရောက်ရောက်ပြန်ရောနောက်ထပ်တရွာရောက်ပြန်တော့လဲဂျွာသားတွေကထပ်ပြီးတော့မှသူတို့ဝိုင်းပြီးတော့မှအကဲ့ရဲ့ပြန်ရောအာမီးလေးကအကောင်လေးကတေးသေးလေးသူတို့ကမြင်လည်းမဟုတ်ဘူးပေါ့နော်အာမီးလေးကအကောင်လေးကတေးသေးလေးစီလာတော့လဲတာဖာနှစ်ယောက် ဟာအထုပ်တွေဘိုးတွေကလည်းပါလာသေးတယ်ဘလို့လဲဒီသားဖားနှစ်ယောက်ကအုံတော့မရှိဘူးလားဒီလောက်မြည်သေးသေးလေးကိုတောင်မှဒီလိုမျိုးခိုင်းနေရလားဘာညာဆိုမှဖြစ်လာရောဒီလိုပြစ်တင်ဝေဖန်တဲ့ကြားလိုက်ပြန်တော့လဲကဲကောင်းပြီငါတို့သားဖားနှစ်ယောက်တားဖြစ်သူကတော့အထုပ်တွေသဲအဲအဖေဖြစ်သူကတော့မြည်ကိုဂုံးပိုးပြီးသွားမယ်ကွာငါတို့တရိတ်ဆန်ညင်ပန်းနေဆက်မှုလဲမဖြစ်တော့ဘူးအာပဝင်းကျင်ရဲ့အပြောဆိုကလည်းလွတ်တယ်ဆိုမှစပီးခီးဆက်လာကြပြန်ရောဒီလိုခီးဆက်လာရင်နဲ့နောက်တရွာကိုမရောက်ခင်မှာ တစ်ပင်ကြီးတစ်ပင်ရှိတယ်ပေါ့နော်အဲ့တစ်ပင်ကြီးကအရိတ်အဘသာကလည်းကောင်းလွန်းတဲ့အခါကျတော့အဖိုးတယောက်ကအဲ့အောက်မှာတစ်ပင်ရဲ့အရိတ်အောက်မှာနားနေတယ်အဲ့နဲ့အဲ့ရွာတရားကိုမဝင်ခင်မှာသူတို့ထမ်းလာခဲ့တဲ့အထုပ်တွေကလည်းအာလေးလံနေတဲ့ခါကျတော့ကဲဒီမှာခဏနားရင်းနဲ့ဒီအဖိုးကိုမေးမေးကြည့်မယ်ဆိုမှမေးလိုက်တယ်သူတို့တားဖန်းတယောက်ကတယောက်ကလည်းတားဖြစ်သူကလည်းအထုပ်တွေပိုးနေတဲ့အဖေဖြစ်သူကလည်းမြီးကိုကိုမော့တင်ပြီးတော့မှအဖိုးပေါ့ကျွန်တော်တို့လုံကျွန်တော်တို့ကဒီရွာတွေက နေဒီလိုမျိုးတွေဖြစ်လာခဲ့တယ်ကျွန်တော်တို့အခုကျွန်တော်တို့နောက်ဆုံးလှုပ်လိုက်တဲ့လှုပ်ရက်ကမှန်ကန်ရဲ့လားဆိုပြီးဒီအဖိုးကိုမေးလိုက်တယ်ဒီလိုမေးလိုက်တော့အဖိုးကပြန်ပြောတယ်မင်းတို့တွေပတ်ဝန်းကျင်ပြောသမျှကိုမင်းတို့လက်ခံနေလို့မရဘူးပတ်ဝန်းကျင်ကတော့တို့မြင်တဲ့ဟာကိုတို့ကအမြဲတမ်းဝေဖန်နေမယ်အပြစ်တင်နေမယ်ပြီးတော့တို့စိတ်ထဲရှိတာတွေပြောနေမယ်ဒါတွေကိုမင်းလိုက်ပြီးတော့မှခံစားနေလို့မရဘူးဒါတွေကိုလိုက်ပြီးတော့မှလည်းပြုတ်ပြင်နေလို့မရဘူးပြုတ်ပြင်နေပြီဆိုလို့ရှိရင်လည်းမင်းအနေနဲ့ထပ်ပြီးကအမားကင်းမှာမဟုတ်ဘူးအဲ့တော့မင်းဒီအမားတွေကိုပြင်နေဖို့ထက် ကိုဘာကိုမှန်လဲထင်လဲကိုဘာကိုယုံကြည်လဲတရားကိုစိတ်ထဲရှိတဲ့အတိုင်းလုပ်ဒါမျိုးပဲအဖိုးကပြောလိုက်တယ်ဒါနဲ့ပဲသူတို့သားဖားနှစ်ယောက်ကအဖိုးကိုပြောလိုက်တဲ့စကားကိုနားလည်သွားပြီးတော့မှโอเคကဲမထူးဘူးဘသူပဲပြောပြောငါတို့သားဖားနှစ်ယောက်ငါတို့ရဲ့ပလန်အတိုင်းပဲငါတို့ဖန်တယ်ငါတို့ရှေ့ဆက်မယ်ဒါမျိုးပြောရင်းနဲ့ပဲသူတို့ကသူတို့ပါလာတဲ့မီးကိုလည်းကောင်းကောင်းအသုံးချတယ် တို့စီစဉ်ထားတဲ့အတိုင်းပဲတို့ဖန်တို့လိုရာခီကိုဆက်ပြီးတော့မှရောက်သွားတယ်ပေါ့အဲ့လိုပဲဗီဒီယိုအစမှာကျွန်တော်ပြောခဲ့တဲ့လိုမျိုးပဲပေါ့နော်စာပေပရိသတ်ကြီးအနေနဲ့လည်းပတ်ဝန်းကျင်ရဲ့ဝေဖန်တိုက်ခိုက်မှုတွေကို queue site နေမယ်ဆိုလို့ရှိရင်ကိုလိုရာပန်းနိုင်ကိုရောက်မှာမဟုတ်တော့ဘူးအဲ့တော့ပတ်ဝန်းကျင်ကတော့တို့သဘောတဘာဝအတိုင်းပဲဝေဖန်မယ်တိုက်ခိုက်မယ်အဲ့တော့လွတ်ထားလိုက်ကိုကတော့ကိုလုတ်ကြရှိရကိုဆက်လုတ်အချိန်တန်တဲ့အခါကျလို့ရှိရင်ကိုလိုချင်တဲ့ပန်းနိုင်ကိုကိုရောက်မယ်ဒီပုံမြင်လေးကမြန်မာစာပေပရိသတ်ကြီးအတွက်တန်ဖိုးရှိလိမ့်မယ်လို့ထင်တယ်အကျိုးရှိလိမ့်မယ်လို့ထင်ပါတယ် ကျွန်တော်တို့မြန်မာစာပေ YouTube Channel နဲ့ Facebook Page ကို Like and Subscribe လုပ်ခဲ့ဖို့တောင်းဆိုလိုက်ပါတယ်။